။သဇင်ဦးကိုခေါ်ပြီးတော့ကံတော့ကိုပြချင်တာ။ဒါလေးနဲ့စား။ကံတော့မှာစကန်းလေးမှာအပေါင်းနဲ့ညထွက်နေတဲ့စက်ကောင်စီအလောင်းကြီးလားကောက်ကြပါဦးလို့။ဒီနေ့တော့အောင်မွေးသတင်းတွေဝမ်းသာရသတင်းတွေလိန်ပစ်ချတဲ့ဗီဒီယိုတွေနဲ့တောင်းတောင်းပြပြရှိလာတယ်ဗျ။ဒီကြားထဲမှာ BBL ကိုကဲအီမူမောင်ဆောင်ခတနတ်စင်ဝဲမှာတအောင် တောင်းပြီမှာလို့တယ်အဲ့ဒီတင်တဲ့စင်ပွဲကိုအန်ယူဂျီရဲ့ဂျာမိုင်းနေပြည်သူကြီးဒေါက်တာဆော်ဝီဆိုးတီအန်အလီရဲ့ပြောရေးဆိုခွင့်ရှိသူလို့ပြောလို့ရတယ်ဗိုလ်ချုပ်တာဘုံချွန် ICU ရဲ့ဒုတိယဥက္ကဋ္ဌခုံတီထူလို့တက်တယ်ဒရင်းတပ်ဖို့တွေ့ရတယ်ညီတလိုလိုတော့ရှိလာနေပြီတကယ်ညီပြီးတကယ်တိုက်ဖို့အချိန်တော့ရောက် တက်လို့နေကြတယ်လို့ယုံကြည်တယ်။အဲ့တော့ဒီသတင်းတွေအဖြစ်ကိုဒီကနေ့21ရက်နေ့6လ2025ခုနှစ်မှာလူမြတ်ကျော်ကဘာသတင်းတွေပြောပြပေးမလဲဆိုတော့အဓိကကတော့ရန်သူကကြောက်လို့တော့ပါစီပြည်သူပေါင်းရှင်လန်းအတက်ပါစီဆိုရဲ PL ရဲ့အောင်ဝင်ကန်တော့ဗီဒီယိုကိုအားလုံးကြည့်ပြီးသားဖြစ်နေပြီ။ရဟိုင်းနေလေနေတနေ့ကို ဘုံမောင်မြောင်များစွာနဲ့ဘုံအလုံးကြီး900လောက်ကျဲချခဲ့တဲ့နေရာမှာကြံ့ကြံ့ခံတိုက်ပွဲဝင်အောင်မြင်ခဲ့ပြီးတကာလဂုံပြုတ်ချင်းကျူတန်ညမတနိုင်ကလုံးတော်တော်ညံ့နေပါတယ်ဒီတိုက်ပွဲတွေဒီအောင်ပွဲတွေကြောင့်စစ်ကောင်စီဘက်ကစစ်တပ်အတိုင်းဝိုင်းတစ်ခုလုံးနဲ့စစ်ကောင်စီရဲ့စီရင်အုပ်ချုပ်ရေးတောက်တိုင်မှန်သမျှထိတ်လန့်တုန်လုံးချုပ်ချား နေပါလေတပတ်မှာပဇင်ဦးလို့အုပ်စုဆိုရင်ဗျာပဇင်ဦးအုပ်စုဒဇင်ဦးအုပ်စုတော့အတိတ်ပဲတမျိုးပြစ်တော့ဒဇင်ဦးလို့ဆိုရင်ကန်တော့ကိုပြန်ရပါပြီဆိုပြီးတရင်မှာဖြန့်ပြီးပြိုင်နေဝမ်းချနေတာမျိုးတွေ့ရတယ်စစ်တပ်တိုင်းဝိုင်းတစ်ခုလုံးမှာကန်တော့တိုက်ပွဲဟာလေးနဲ့အခုတ်ပေါင်း200ကျော်လေး လီနဲ့ဘုံပေါင်း900တော့ကျဲချခဲ့တာတော့လက်လို့ဆုံးရှုံးနိုင်ရတဲ့အတွက်ဖက်စစ်တရဲ့လေရအပေါ်မှာလဲစစ်ကောင်စီအတိုင်းဝိုင်းနဲ့တူလောက်ကစစ်တီစစ်သားစစ်ဘူအများကမယုံကြည်တော့ဘူးကျွန်တော်တို့ကြားရတွေ့ရတာနောက်ထပ်နောက်ချိုမှာကြည့်ရခုနှစ်ရမှာ DNA နဲ့ပူပေါင်းတက်တွေနဲ့တိုက်ပွဲဖြစ်နေပါတယ်စကားဆန်နေဖက်စစ်တရဲ့ DNA ပူပေါင်းတက်တွေဟာကြည့်ရ ခုနှစ်ရွာနောက်ချူမြို့မှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပြီးဖက်စစ်တပ်ကတော့လက်နက်ကြီးပေါင်းရာနဲ့ချီနဲ့ဒရုန်းတွေနဲ့ဘုံ30နဲ့တလုံးကျဲချခဲ့လို့ဒီ NLD ကဒီပြောပါတယ်အဲ့တော့ဇွန်လ20ရက်နေ့မနက်ပိုင်းမှာပိန်နေကိုညံတော့တိုက်ပွဲဖြစ်တယ်တရဘုံနဲ့ကန်ကြီးမှာတိုက်ပွဲဖြစ်တယ်လက်နက်ကြီးအလုံး20နဲ့ဘုံ70လုံးဒရုန်းတွေကျဲတယ်လက်ပံဂုံးနဲ့လိုင်ဝဲကျေးရွာမှာတိုက်ပွဲဖြစ်တယ် လက်နက်ကြီး56လုံးနဲ့ဘုံ6လုံးကျဲတယ်အဲ့ဒီမိုးလွဲပိုင်းမှာပဲဒီခု20ရင်းနေမိုးလွဲပိုင်းမှာပဲရွှေသွန်းကျဲရွာမှာတိုက်ပွဲဖြစ်တယ်လက်နက်ကြီး53လုံးနဲ့ဒရုန်းစားလုံးနဲ့ဘုံကျဲတယ်ဓမ္မဆက်ကျဲရွာနဲ့အုံတီးမှာလည်းထိတွေ့တိုက်ပွဲဖြစ်တယ်ရေမောင်းတန်းညောင်တန်းကျဲရွာတိုက်ပွဲဆက်ဖြစ်တယ်ဆက်ရှိရနေမှာဆိုရင်ညံတော်ရွှေသွန်းလက်နက်ကြီး38လုံးဖြစ်တယ်ဘုံဆက်လုံးကျဲတယ်အဲ့တော့ မမင်းညောင်းတော့ဘွေအောင်ငလင်းတန်းကြောက်ရွံ့တဲ့ကာလမှာတလအပြည့်ရထားပြီမဲ့စစ်တပ်ဟာတော့ဆက်လက်ဖိုးစစ်ဆင်နေလေရှိတဲ့အတွက်ပြန်လည်ခုရန်ကာဝေးရေးအတွက်ပြင်းပြထန်ထန်တိုက်ပွဲဝေလျက်ရှိပါတယ်နော်တပြင်းမှာကျွန်တော်တို့ဒီကနေ့ဒဇင်ဦးကိုကုတ်ဆွဲခေါ်ပြီးကန်တော့ကိုခေါ်သွားချင်တဲ့အကြောင်းလေးသူ့ကိုပြောပြပေးပါဦး ဲ့တော့သဇင်ဦးဟာဒီကနေ့မှာကန်တော့နဲ့ပတ်သက်ပြီးပြန်ရပါပြီလို့ဘာလို့ပြောနေရပါ့ဗျာနော်ဒါပေမဲ့မရပါဘူးကန်တော့အာဆီယံလမ်းမကြီးပလဲကန်ပေါ်လမ်းပိုင်းအိန္ဒိယအထိလမ်းပေါ်ပြီးမဟာပြောရအရေးပါတယ်ပလဲစခန်းပြီးရင်အကြီးဆုံးစခန်းဇီးပြီးကုန်းနဲ့ကျွန်တော်အင်မတီပြူရာတွေဝိုင်းရံပြီးတော့ကန်တော့ဇီးပြီးကုန်းအင်မတီပြိကံပုံတောင်းနေ play u khay na la kan daw nya yin play ma takar le cha pawin tai kwe win ne tat paw su ga lo pla sip pong ta cha u saung mu kaung kaung ne tai khet khe mi lo chan lo avia df pi lu nyin nyoe tat u pf shin ma be khe a ma set tit yin chat tit ne ta lo ba ma lo myaw yin democratic tat u pldf ပြည်သူ့တော်လှန်ရေးလက်ရုံးတပ်ဖွဲ့ PRAF အညာပြူဟာတပ်ရင်းတိ96ဆိုကြဇေယျဝင်တို့တပ်အညာမြေတပ်ပေါင်းစုတို့ကမဟာမိတ်ပေါင်းညောက်များစွာနဲ့တပ်ပေါင်းစုဖွဲ့တိုက်ခိုက်ခဲ့ကြတာတွေ့ရပါတယ်နော်နောက်တစ်ခုကဒီနေ့ထူးထူးကြကြအုတ်ချုပ်ရေးမှုရဲ့တူတယောက်စစ်မှုတန်းခေါ်သွားပြီးမတာပေါ်သွားလို့အလောင်းလာထုတ် ခိုင်းပါတယ်အုတ်ချိုအိမ်မွေသားသမီးမြင်းမြင့်တူတူမအကုန်လုံးစစ်မှုထမ်းဖို့စစ်ခေါ်မယ်ဆိုတဲ့တိုင်းကြီးကြားနေရတယ်လို့တချို့အုတ်ချိုအိမ်မွေရဲ့ဆွေမျိုးသားချင်းတွေအကုန်စစ်မှုထမ်းရမှာဆိုလို့တော့ပြေးကုန်ကြပြီအဲ့တော့ပြည်သူလူထုကအဲ့ဒီအုတ်ချိုအိမ်မွေရဲ့ဇနီးသားသမီးဆွေမျိုးတွေမှန်သမျှစိတ်ရင်းလုပ်ထားပြီးစစ်ကပ်ကိုပို့ပေးကြတယ်ဟာပေါင်လေးကတိုက်ပွဲတွေတိုက်ကြတယ်တနင်္ဂနွေဒေါ်လာရင်းနဲ့ ပေါင်ပြင်ကတိုက်ပွဲတွေကတီးနှံတိုက်မှာဖြစ်ပြီးပေါင်တွေကတိုက်ပွဲဟုတ်ပြီမင်းတို့စစ်တပ်ထိချုပ်ထားတဲ့နေပြည်တော်မှာမလို့နေဘလို့တိုက်နေသူရိုးနဲ့သူထိုးရမယ်ဒီလူကတကူပြောပြလိုက်တယ်မတိရောက်ကအုတ်ချိုဤမှုရဲ့တာသမီဇနီးအဲခစားကြည့်တယ်ပတ်သက်ဆက်ချက်သူအပေါင်းစစ်ပီးပေါ်တာဆွဲပြီးသူစစ်မှုထမ်းကနေပြီးတော့ထွက်ပြေးကြရင် စနေလို့ဒီအမိမတိရက်ကွက်နေပြည်သူဆိုပြီးစစ်တပ်စီတရင်တွေပေးပို့ကြပါဗျာပြည်သူတို့စက်ကျင်းကောက်နေတဲ့ကောင်ကြီးဒီတစ်ခါလူမြတ်ကျော်ပြောတဲ့အတိုင်းသာရက်ကွက်ထဲကပြည်သူတွေလုံးမယ်ဆိုရင်သူတို့ကိုယ်တိုင်စစ်တပ်ကိုဆန့်ကျင်တာပါလေကျုံအဲ့တော့တိုက်ပွဲတစ်ခုခေါ်ကြရအောင်ညီမတွေလုံးကပြည်သူလူထုပေါင်းလို့ခင်ဗျာ ရက်ကွက်ကျေးရွာအသီးသီးမှာရှိတဲ့အုတ်ချုပ်ရည်မှုတွေရဲ့တားသမီးဇနီးဆွေမျိုးတားချင်းတွေစိတ်ရင်းကိုလှုပ်ပြီးပြည်သူစစ်မှုတန်းရန်ရှောင်ပြေးနေသူများဖြစ်သည်တို့မဟုတ်ပြည်သူစစ်မှုတန်းရန်ကြံရှိနေသူများဖြစ်သည်ဆိုပြီးမြို့နယ်ထွေဥတို့မဟုတ်မြို့နယ်စစ်ဒေသတိုင်းစစ်ဒေသတို့အမည်မသိရက်ကွက်ပြည်ပြည်သူများဆိုတဲ့ခေါင်းစဉ်နဲ့အခုချက်ချင်းဆိုင်မ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 နက်ကြံကစား ေးပို့ကြတော့ကောက်ခေါ်ရအောင်မင်းတို့အရန်စွန်းနေလားနောက်ကအောင်ဝဲကြည့်ဘူးဖတ်ပြောပြမယ်နောက်ကအောင်ဝဲနားဆိုင်ကြုံတိုးမှာအောင်စီရအတွက်စစ်ကူလာတဲ့စစ်ကြောင်းဆိုတော့19ရက်နေ့မှာကဲနလီပူအောင်တက်ပြီ PDF အပဖြတ်တိုက်30တိနော်အဲ့တော့လက်ကခေအမြောက်အမြားတင်စီရမိခဲ့တာ တွေ့ရတယ်အဲ့ဒီစစ်စင်ရေးမှာကေနလီဥဆောင်နေထူးခြားတဲ့ပါဝင်တဲ့တက်တက်တက်ကနေတွေ့ရတယ်အာအမ်အေဂျာမညမွန်တက်တော်တွေနဲ့ပူပေါင်းတက်ဖွဲ့တွေတိုက်ခတ်ခဲ့တာဖြစ်တယ်လို့သိရတယ်အဲ့တော့ကျောင်းတော်စစ်တောင်းထိုးနေတာဖြစ်တဲ့အတွက်ဒေသခံတွေဂယုတစိုက်တွားလာတယ်ကျောင်းတော် စစ်ကူတက်လာတဲ့စစ်ကြောင်းကိုဖက်တိုက်မှုမှာတည်ရင်မှုဒုတည်ရင်မှုဘုံမှုအပါဝင်စေဦးမိသားစုတည်ရတယ်နော်ဒီအခြေအနေတွေကိုကျွန်တော်တို့အသေးစိတ်ကိုတော့ထပ်မံထုတ်ပြန်ပြီနောက်တော့ဘကူတိုင်းလက်ပန်းမှာဘာလို့ဖြစ်လဲဒီဟာလက်ပန်းဒီတက်တိုက်နေပြီဆိုတဲ့အခြေအနေကိုကျွန်တော်တို့ကြားနေရပြီခေါင်းတင်းကရန်ကုန်ပြည်ကားလန်းထိတက်တိုက် thì đi bảo đây là bản án là bản án số thì bố đây thì chọn đó tập sẽ chọn thì bố đây xin tiền nhà yên chọn đó tập sẽ chọn gì cho nó cái điểm như là này ông này học lâu mà ngủ yên là bản án tao đi chống có yêu sẽ chọn anh chỉ em tốn tiền để đặt xoay phát sinh ra sẽ tao တိုင်းသုံးလုံးရှိအနှစ်တခွဲနှစ်တခွဲသုံးတာယာဝရီကပကပမတ်တေတကရတခွဲဘူဝတ်တိုင်းမနေ့တည်းကတဆွဲတာလားလူဘဝတွေကစာသင်ကျောင်းနေအိမ်ဒီထဲမှာတဆွဲတာအင်အား30ဝေတိုက်ပါလေလက်ပြအဲ့တော့တည်တယ်ဗျာဘတ်ဂျက်တာဘယ်တော့မှနိုင်ဘူးလို့ပဲရှင်းရှင်းလေးရှင်းအောင်ပါဒါပေမဲ့ရန်သူကိုတင်သေးလို့မရပါဘူး ရန်သူကြောင့်ကိုကြောင့်သိရပါမယ်။ရန်သူလက်နဲ့ကိုလက်နဲ့ဖြစ်စီဖို့ရန်သူရင်းမြစ်ကိုရင်းမြစ်ဖြစ်စီဖို့အမြဲတမ်းပြင်ဆင်ထားကြဖို့လိုပါတယ်။ဒီနေရာမှာရန်သူအတွက်အကြောက်ဆုံးသောရန်သူကတမန်တရှောက်မှာအကြောက်ပြန်ဆုံးလက်နဲ့တစ်ခုကျွန်တော်ပြောပြပါမယ်။ညညူကြီးပါ။ ဂျန်ဝါကျွန်တော်တို့ပြည်သူလူထုနဲ့တိုင်းသားအရေးအဝေးနဲ့ PDF တွေနဲ့ NUG နဲ့ဘုန်းကားနဲ့ BBL နဲ့ BRN နဲ့ PL နဲ့ဒီတက်တွေအားလုံးညီဝါမှာအမှုမျိုးဘုံပေါက်မှာလက်ကြောက်ပါလေဆိုတဲ့ကြောင်းကနဦးပြောရင်ဒီနေ့မောင်ဆောင်ခရဲ့ BNR ရ BPL တင်းနန်းစင်ဝဲ NUG ဝင်ကြီးတပါတက်တယ် ICE ကခုပြီးဒုတိယဥက္ကဋ္ဌတက်တယ် ။တင်းနေလေဘုဇတာဘုဇတက်တယ်။အရကတော့ရတောင်ရှိသူတွေတက်တယ်လို့ချားရတယ်။ဒီတပ်ပုံလေးဒီဒီဗီဒီယိုလေးတွေကိုကြည့်ရင်းနဲ့စိတ်ထဲမှာဖြတ်ခမင်းဖြစ်တာကတော်တော့တကယ်ညီလိုက်ကြရင်ဖြစ်မနှက်ပြန်တော့စစ်တဲ့ခွေးပြီးပြရနိုင်လေဆိုတော့သတိရမှာပါလေအဲ့တော့ဗမာပြည်မှာလက်ရှိအချိန်မှာတော်တော်ကြီးတက်ပြီးအများပြားရှိနေတယ် ညီကြမြို့ချဖို့တတိုင်းပြည်လူပြည်သူလူထုကဆန္ဒပြတောင်းဆိုနေကြတယ်။ဖက်စစ်တပ်ကိုအမြန်တိုက်ပါတော့ဆော့ဩနေကြတယ်။ရန်ကုန်ကိုတိုက်ပါတော့မန္တလေးကိုတိုက်ပါတော့နေပြည်တော်ကိုတိုက်ပါတော့တိမ်းကြပါတော့စစ်တပ်လက်အောက်မှာမနေရရင်ပြီးရော။ဟွန်းတပတ်မှလည်းစစ်တပ်က TNL သိမ်းမိတာနဲ့နေပြည်တော်မှာဖြစ်နေပြီ။မင်းတို့တွေ့လား။အမန်ဒီသိမ့်မိတာနဲ့နေမီဒီမှာဘာဖြစ်နေပြီမင်းတို့တွေ့တာဆိုပြီးအပြန်အလှန်ဝါရဖြန့်နေကြတာကိုတွေ့ရတယ် သို့တော့သမိုင်းတခြားမှာရုံမာခဲ့တဲ့ဖက်စစ်တပ်ရဲ့စကားချင်းကြားရည်ယူဆိုတော့ပြည်သူတို့ကမယုံဘူးဒါမဲ့တချို့ကိစ္စတွေလည်းတိုင်းသားနေပြည်တော်မှာတကယ်ဖြစ်နေအောင်ရှိဥချုပ်ရေးအထိုင်မချမှုပြီးဥပဒေစုံအားနေသေးတာကြီးရန်သူကအချိန်ကြီးလေမြန်နဲ့ဘုံကျဲနိုင်တာကြောင့်ညရနိုင်ရဆွေးရနွေးရအတုံးအလျှော့ အဖိအဖို့ကြီးလုပ်ရတာရှိတယ်။ဒီဒေါ်လာကြီးမှာကျွန်တော်ညံချစ်ချင်တဲ့နှလုံးသားကြီးကြီးသွားကြရလိမ့်မယ်။လူတိုင်းမမကင်ဘူးကျွန်တော်လည်းမမကင်နိုင်ဘူး။မမတော့မှခွင့်ပြုရတယ်။တို့တော့စစ်တနဲ့လဝါမရိုက်တဲ့ပြည်သူကိုမစော်ခါနဲ့ဒီနှချက်မဟုတ်တော့အခြားသောမာမီမှုအနေငယ်တွေကိုကျွန်တော်တို့နားလေအီးကန်ခွလို့ရပါတယ်။ရအောင်ကြိုးစားရမယ်။ တပေါင်းစုညီညွတ်ရေးနိုင်ငံဆိုင်ရာဒါတွေဖြစ်ပေါ်မှုအတွက်ဟာပလိန်ကောင်းဆောင်ရေးတံမှုတံမင်းတွေကတဘောရာကြီးကြီးနားလည်မှုရှိရှိတီးခန့်ခွင့်လုပ်ပြီး join အရှင်ဆိုတဲ့ပူပေါင်းဆောင်ရွက်တိုက်ခိုက်မှုတွေဆောင်ရွက်ပြီးတကာလမှာမဟာမိတ်နိုင်ငံကြီးမဟာမိတ်စီးရေးမဟာမိတ်ဒါမှတစ်ချက် နိုင်ငံသစ် Federal Democratic စီကိုတွားကြရမှာဖြစ်တယ်။ဒီကနေ့တော့နေကုန်းအနေနဲ့ကော်တူးလီအစိုးရဖွဲ့စည်းမှု80ရာခိုင်နှုန်းပြီးစီးနေပြီလို့ KNU ပြောခွင့်ရဖိုလိုစတော်နီရဲ့ပြောဆိုချက်ကိုချက်ကနေကြားမိလိုက်ပါဖတ်မိလိုက်ပါအဲ့တော့ကော်တူးလီပြည်နယ်ပြည်ကိုတည်ထောင်နေပြည်တော်စုမှာပါဝင်မယ်လို့ပြောတာရှင်းရှင်းအကျယ်မကျယ်တော့တပတ်မှလည်းအာရခတ်တပ်တော်အေးရခိုင်ပြည်သူတော်လှန်ရေးအစိုးရ ဒီကနေ့နောက်ဆုံးကော်တူလီပီဆိုရပြီ ICE ကရင်ပြည်နယ်ဂျာကာလာဆိုရတောင်းတောင်းပြည်ဂျာကာလာတောင်းပြည်ကောက်စီ MNDA အထုဒေတာအဆိုရလက်လောတီရလောက်တော့အဆိုရ9ရက်6ရက်လောက်တော့ပေါ်နေပြီအမျိုးသားညီညွတ်ရေးအဆိုရနဲ့မိကဲ့သို့ပေါင်းဆက်ဆောင်ရွက်နေသည်လေနိုင်ငံကြီးရာ စီးရဘလို့ဘူးပေါင်းတိုင်ပွဲကိုကြာနေလဲဆိုတာကိုပြည်သူတို့ကစိတ်ဝင်နေတာစောင့်မျှော်နေရတယ်တင်းတယ်လက်ရှိအချိန်မှာတော့ဒီလိုတန်ညူရဲ့အစိုးရအပေါ်မှာပြည်သူလူထုဟာအားမလို့အားမရဖြစ်မှုတွေနားလည်မှုတွေတွေမယုံကြည်မှုတွေအများပြားဖြစ်ပေါ်နေတာတွေကိုတော့နင်းမရဘူးဒါတွေကိုအမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့ပုဂ္ဂိုလ်လူကြီးများကအရှိန်နားလည်ပြီးပြည်သူကိုရှင်းလင်းတင်ပြရန်တောင်းရင်ရှိတယ် အဲ့ဒီတာဝန်ပြက်ကွက်မှုပါနောက်တစ်ချိန်မှာတာဝန်ခံခဲ့ရရင်အန်ယူဂျီရိုဒန်ညူရီအစိုးရတွေမှာတကယ်ဘေးဆက်ဆွန့်လို့တကယ်လောက်ကန်နေတဲ့လူတွေနစ်နာသွားရင်နစ်နာရင်မကောင်းဘူးဒါတွေကိုကျွန်တော်တိုက်တွန်းလိုပါတယ်အဲ့တော့သူများကြော်ရင်မင်းတို့တော်လိုင်းရေးဖို့ကွာငါတို့ကစိတ်ဝင်စားပါတော့လေငါတို့တော်လိုင်းရေးမင်းတို့တော်လိုင်းရေးတော့မဟုတ်ဘူးပြတတိုင်းပြည်လုံးအတွက်တော်လိုင်းရေးကိုခင်ဗျားတို့ စိတ်ဝင်စားသည့်ဖြစ်စေမစားသည့်ဖြစ်စေတော်လန်ကြီးဟာခမားတို့စီကိုရောက်ကိုရောက်ပါလေနိုင်ငံကြီးဟာခမားတို့စီကိုရောက်ကိုရောက်ပါလေမယုံရှိနဲ့ကိုရက်တွေကမြောင်းမြကစာတင်ကြောင်းတကြောင်းမှာမိကလေးချင်းပားရိုက်နားရိုက်ပြီးမမတ်ရိုက်ရိုက်လုပ်တဲ့ဗီဒီယိုတွေကျောင်းသားလူငယ်ချင်းထိုးချစ်ကန်ကြောက်တဲ့လူငယ်တွေဗီဒီယိုတွေဒါတွေကျွန်တော်တို့တွေ့ရတယ်ဒါနဲ့တက်တူပဲ တော့စာမျက်နှာတက်မှာကလီယိုပထရာတချင်းနဲ့ join ရတာလေသူရတယ်။ဒါနဲ့ထပ်ပြီးတော့ဈေးရောက်မပြတ်တဲ့လူတွေတွေ့ရတယ်။ထပ်ပြီးတော့ကိုရဲဘာမှမဆိုင်ဘူးကိုလုံးချင်ရဘူးဖေလို့ခေါင်းလုပ်တယ်လေတွေ့ရတယ်။လောက်ချပါအဲ့ဒီနိုင်ငံကြီးအဲ့ဒီတော်လန်ကြီးကခမရုပ်နဲ့ဆိုင်လားမဆိုင်လားဆိုရင်လမ်းထက်ကကုံစုံဆိုင်ကိုသွားကြည့်လိုက်ပ ခေါ်ဖမီးပထုတ်အခုဘလောက်ဖြစ်သွားပြီစတန်ဒဘီဘလောက်ဖြစ်သွားပြီရွှေဈေးဘလောက်ဖြစ်သွားပြီကဇွန်းဈေးဘလောက်ဖြစ်သွားပြီဂျပန်ဈေးဘလောက်ဖြစ်သွားပြီဒါတော့လက်ရှိအင်တာနက်တော့မအဆင်ပြေတာရှိချိုးလို့ဝါမိရင်ပုံမှန်လာနေတာခင်ဗျားတို့တိုင်းပြည်ကြီးအရန်အဆင်ပြေနေတယ်လို့ခင်ဗျားတို့ပတ်ဝန်းကျင်ကြီးအရန်တာယာနေတယ်လို့ခင်ဗျားတို့ထင်တာ တခုမဲ့ပြောလိုက်ပါမယ်ခမောင်းနဲ့စတိုင်ဒီဖြစ်စေမဆိုင်ဒီဟုဟုတတ်မှတ်ပြီးဖြစ်စေဒီနိုင်ငံရဲ့စနစ်ပြောင်းလဲမှုမှာဒီနိုင်ငံရဲ့တော်လှန်ရေးဟာခမောင်းနေ့စဉ်ဘဝဒီနေ့တကြတဆန်လာရဲအချင်းကြမိကေပါအဖေကေပါအမလီပါလူတောင်းနိုင်စီကြဖို့လူမျက်ကြောကဒီနေ့ကတတိခက်ချက်ချက်ပေးနေရခြင်းဖြစ်ပါတယ်အဲလို ိုင်ငံရေးတော်လှန်ရေးမှာအပါအဝင်ကျွန်တော်အပါအဝင်အားလုံးတော်လှန်ပြည်သူများခင်ဗျာနံပါတ်၁လက်ရှိပြစ်စုံပံမှာကိုရက်တီရှင်တန်နေတဲ့အခြေအနေကိုအမှန်အတိုင်းတောက်တပါနံပါတ်၂အတိတ်ကရက်တီရှင်တန်ခဲ့တဲ့ပုံစံကိုအမှန်အတိုင်းမထုတ်မညာမြင်မြင်အောင်ကြည့်ပါခင်ဗျားတို့အနာဂတ်အတွက်ခင်ဗျားတို့ဒါဆိုရင်ရုပ်လုံးပေါ်ပြီ အမြတ်ကျော်ရဲ့တရားပါပဲ။တင်ရပြီးတော့ပါပဲ။အောင်ဂျေဇုတင်ပါတယ်။